ီကနေ့ကနေနောက်လာမယ့်တပတ်အတွင်းဒေသအနှံပြောင်းမိုးဆက်လက်ရွာနိုင်တယ်လို့ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသုံးသပ်ထားပါတယ်။ အော်တိုဘားလ10ရက်ကနေ16ရက်အထိ9ရက်အတွင်းအိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအထက်အမြင့်9.8ကီလိုမီတာမှ လေပွေလိုင်းတစ်ခုဖြစ်ပေါ်နေကြောင်းတွေ့ရပြီးအနောက်အနောက်တောင်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ကြောင်းတင်ချပုံစံပြုကြိုးတင်ခမ်းမန်းရှိမော်ရယ်များမှတွေ့ရတယ်လို့ဆိုပါတယ်။ အဆိုပါဖြစ်ပေါ်နေထည်လေးပွေလှိုင်းဟောင်းအော်တိုဘားလ23ရက်ကနေ14ရက်အထိဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်အလဲပိုင်းတွေမှာဆက်လက်ရှိနေနိုင်ပြီးအားကောင်းလာနိုင်တဲ့အခြေအနေမရှိဘူးလို့လည်းသိရပါတယ်။ အထီအခြေနေချောင်းနောက်လာမဲ့တပတ်အတွင်းတရင်သာဤမွန်ကရင်ပဲခူအေယဝတီနဲ့ရန်ကုန်တိုင်းတွေမှာနေရကွက်ပြီးမိုးများနိုင်ကမြန်မာနိုင်ငံနေရာအနှံ့အပြားမှာမိုးအနှဲငယ်ကနေမိုးအတင်းတင်းခုနှစ်ရက်အတွင်းမိုးရေချိန်နှစ်လက်မှမှလေးလက်မှဝင်းချင်းခန့်ဆက်လက်ရွာသွန်းနေနိုင်တယ်လို့ဆိုပါတယ် ခုရပ်ပိုင်းအတွင်းတနင်္သာရီတိုင်းနယ်မူပြည်နယ်မှာ9ရက်အတွင်းမိုးရေချိန်3လက်မအထက်ကရင်ရခိုင်ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းအရှေ့ပိုင်းချင်းပြည်နယ်ပဲခူးတိုင်းရရှိပိုင်းအနောက်ပိုင်းမန္တလေးတိုင်းအရာဝတီတိုင်းကယားနယ်ကချင်ပြည်နယ်တွေမှာ9ရက်အတွင်းမိုးရေချိန်3လက်မအထက်ရန်ကုန်တိုင်းနေပြည်တော်မကွေးတိုင်းစကိုင်းတိုင်းတွေမှာ9ရက်အတွင်းမိုးရေချိန်3လက်မအောင်တိတိတမ5လက်မအထက်အသီးသီးရွာသွန်းနိုင်တဲ့လို့သိရပါတယ်ရှင်။